ဗန်စကားပြိတ်ကြီးမင်္ဂလာပါရှင်ဒီနေ့တော့ဥဒ္ဒရာတီတီမြို့နယ်မှာရှိတဲ့ဟိုတယ်စုံနစ်ကဥဒ္ဒရာတီတီဟိုတယ်မှာရေတကူးကြမယ်ယာဒီဥဒူကလည်းအယံပူတော့ရေပဲစိန်ကျင်နေတာချစ်တွေလိုက်ခဲ့ကြပါဦး ဥတ္တရတီတီမြို့နယ်မှာရှိတဲ့ဟိုတယ်တွေကတော့မမအိမ်နဲ့အနီးဆုံးဟိုတယ်တွေဖြစ်တဲ့အတွက်ကြောင့်အမြဲတမ်းလိုလိုပဲတွက်ကူဖြစ်ပါတယ်။ဇုံတင့်နဲ့ဇုံနစ်မှာရှိတဲ့ဟိုတယ်တွေကတော့အိမ်နဲ့ဝေးတော့မမကရန်ဖိုင်ရန်ခါမှတွက်ကူဖြစ်တယ်ပေါ့နော်။ ဟိုးအရင်တုန်းကဆိုရင်မမကရေကြောက်တယ်ရေထဲကိုမစီးရဘူးဘာဖြစ်လို့လဲဆိုတော့မမကရေမကူးတတ်ဘူးသူများတွေရေကူးနေပြီဆိုလို့ရှင်ကတော့မမကဘေးမှာထိုင်ပြီးတော့ ပုံစားနေခဲ့တာပေါ့နော်အဲ့အချိန်တွေကတော့အခုတော့မမ2024နှစ်စပိုင်းလောက်မှာမမရီကူးတင်ပြီးတော့ရီကူးထက်သွားပြီအဲ့တော့မမကရီချိုက်သွားပြီရီတဲ့ဆင်းရတာပျော်သွားပြီအဲ့ဒါကြောင့်အားကစားတစ်ခုအနေနဲ့မမကအမြဲတမ်းလှုပ်ဖြစ်နေတယ်ရီဆင်းရတာကိုလည်းချိန်တယ်ရီထဲမှာနေရတာချိန်သွားပါပြီအခုတော့ရီကဘလောက်ကြိုက်လဲဆိုတော့ရီဒူမလေးတောင်ဖြစ်ချင်နေပြီ အရင်ကဆိုလို့ရှင် အပျော်စီးတဲ့တင်ပေါ်တော့မစီရဘူးဘာဖြစ်လို့လဲဆိုတော့ရေကကြောက်လို့အခုကတော့ကြောက်တော့ဘူးဒီနေ့တော့မမအင်္ဂါထွက်လာတာစောတယ်ခါတိုင်းဆိုလို့ရှင်မမကညနေပိုင်းစာကူးတယ်ပေါ့နော်ခါတိုင်းဆိုလို့ရှင် မောင်ကန်နီးလောက်မှကူးတယ်မမကညနေပိုင်းနဲ့ညပိုင်းကူးရတာပို့ပြီးတော့သဘောကျတယ်ပေါ့နော်ပို့ပြီးတော့ကြိုက်တယ် မမကညနေပိုင်း၄ခွဲ၅နာရီလောက်လာတယ်ပြင်ပြန်တဲ့အချိန်ဆိုလို့ရှိရင်မမ၈နာရီ၈နာရီခွဲမှမမဟိုတယ်ကနေပြန်လာအကြိုက်ရေရေစိမ့်လိုက်ကူလိုက်မုတ်စားလိုက်တယ်မမလုံနေတာအချို့ချစ်တွေကတော့မမကိုပြောတယ်မမရေရေကူးတဲ့ဗီဒီယိုဖိုင်လေးတွေလည်းရိုက်ပြီးတော့တင်ပေးအောင်ပေါ့နော် အဲ့လိုမျိုးပြောကြတယ်မမကမမရေကူးတာကိုရိုက်ပြီးတော့တင်းကျင်တယ်ဒါပေမဲ့မမကို ရိုက်ပေးမဲ့လူပါမရှိဘူးမမကဒီဗီဒီယိုဖိုင်လေးတွေလုတ်တယ်ဆိုတာကလည်းမမကိုယ်တိုင်ရိုက်ထားတဲ့ဗီဒီယိုဖိုင်လေးတွေဖြစ်တယ်။ပြီးတော့ဟိုတယ်ကဝန်ထမ်းလေးတွေကိုရိုက်ခိုင်းနေဆိုလဲမောက်လေးရေညီမလေးရေမမကိုဒါလေးတော့ရိုက်ပေးအောင်ဆိုတော့အကြာကြီးရိုက်ခိုင်းလို့မရဘူးလေ။တော့သူများကဝန်ထမ်းဖြစ်နေတဲ့အတွက်ကြောင့်မလို့ခဏပဲအလိုရိုက်ခိုင်းလို့ရတယ်။အဲ့တော့ အစစ်မပြေသေးလို့ပါ နောက်ကကြလို့ရှိရင်မမကရိုက်ပေးမဲ့လူရှားလိုက်အောင်မယ်ခဏလေးအဲဗီဒီယိုရိုက်ပေးမဲ့လူကလည်းစိတ်ရှိလက်ရှိရိုက်ပေးနိုင်တဲ့လူဖြစ်အောင်ပါလေနော်အဲ့လိုမျိုးပေါ့အဲနောက်တော့လည်းအစစ်ပြေမှာပါ နောက်တော့ရိုက်ပေးမယ်ပေါ့နော်နောက်ရိုက်ဖြစ်တဲ့အချိန်ကြလို့ရှိရင်မမကအချစ်တွေအတွက်ကိုတင်ပေးပါမယ်ရေကူးတဲ့ဟာတွေလည်းအခုတော့ခဏလေးတော့တိခတ်ပေးပါအောင်ရှင် ချစ်တွေ့အားလုံးပဲကာယဒုက္ခစိတ်တဒုက္ခနှဖျားရောဒုက္ခနဲ့ပြည့်စုံနိုင်ကြပါစေလို့မမကဆုမွန်ကောင်းတောင်းလိုက်ပါတယ်ပျော်ရွှင်သောနေ့လေးဖြစ်ပါစေအားလုံးပဲ